အာမင်ခင်ယေရှုကိုရောကိုလိုအပ်ပါ၏ကိုရောသားသမီးရဲ့ပေါင်းစည်းခြင်းလည်းမှာပေါင်းဖော်ခြင်းလည်းမှာကိုရောရဲ့အတမြင့်ရဟာစီစဉ်စေပါကိုရောသားသမီးရဲ့မိတ္တဟာရသည် ကိုရောကိုပဲဥတည်ပြီးတော့ကိုရောအထဲကနေစီစဉ်လာတဲ့မိတ္တဟာရဖြစ်စေပါတခင်ဗျာကိုရောဒီနေ့ညမှာသားသမီးကိုကျွေးမွေးမဲ့ကိုရောရဲ့ စကားတော့ကိုရဲ့အတက်နှုတ်ကပတ်တော်တွေကျေးဇူးတော်ကိုချီးမွမ်းတယ်ကိုရောကိုရိုင်းပဲသာသမုအတွင်တဲကနေကိုစကားပြောပါစီစဉ်ပါယေရှုခရစ်တော်ဖခင်နာမ၌ချီးမွမ်းပါ၏အာမင်အာမင်ဟုတ်ကဲ့ဒီနေ့ညမှာပေါ့နော် ကျွန်မအာဆင်ခြင်ထားတဲ့လက်တော်ပေါ့နော်စာသုံးမွေလော်ရတဲ့ အာအကြောင်းအရာလေးပေါ့နော်အဲ့ဒီအရာလေးကို အနေငယ်စီစဉ်ချင်တာဖြစ်တယ်အဲ့ဒါကတော့အာယောရှုမတ်စာပေါ့နော်၃လေးထဲမှာပါတဲ့အကြောင်းအရာလေးကိုအာဒီထဲမှာပေါ့နော်ဖခင်ကျွေးမှုတဲ့အရာလေးကိုစီစဉ်မှာဖြစ်တယ်ဒီယောရှုမတ်စာ၃ကိုပေါ့နော်ကျမတို့ကြည့်ရခါမှာအာယော်ဒန်မြစ်ကိုပေါ့နော်ဖြတ်ကူးခြင်းအကြောင်းအရာကိုကျမတို့တွေ့ရမှာဖြစ်တယ်အာဒီယောရှုနဲ့ဣသရေလလူမျိုးတွေကရှစ်တိမ်ရက်ကနေတဲ့ဂျော်ဒန်မြစ်ကိုကူးဖို့ရန်အတွက်အချိန်ဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်ကာလဖြစ်တယ် ဲ့ဒီမှာသုံးရက်ပြည့်တဲ့အခါမှာတဲ့ကြီးကျယ်အုပ်ချုပ်သူတွေကတက်တက်စကန်တစ်လျှောက်လုံးပေါ့နော်ဟိုဒီဣတရီလာလူမျိုးတွေကိုမှားချတာမှားချတာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ပထမဦးဆုံးအနေနဲ့တွေ့ရတာဖြစ်တယ်ဘယ်အရာကိုမှားချသလဲဆိုရင်ဒီပဒိယင်တက်တာတော့ဗောနောပဒိယင်တက်တာတော့ကိုတယ်ဆောင်တဲ့လေဝိအမျိုးသားယေဘရဟိတ်တွေကိုတဲ့မြင်တဲ့အခါမှာကိုနေရမှထွက်၍တက်တာတော့နောက်တော့လိုက်ကြရမည်ဆိုတဲ့အရာဗောနောပထမဦးဆုံးအနေနဲ့ ဲ့ဒီຢာလေးအဖြစ်လဲဖခင်ကအာကျွေးမွေးတာဖြစ်တယ်။အဲ့ဒီမှာဣသရေလလူမျိုးတွေကမကြခင်သူတို့ကဒီယော်ဒန်မြစ်ကိုကူးရောက်มาဖြစ်တယ်။ဒီမှာအာလေဝိအမျိုးဖြစ်တဲ့ယေဘရဟိတ်တွေကဒီတစ်တာတော်ပေါ့နော်။ဗဒိန်ရင်တစ်တာတော်ကိုသူတို့ကတဲရมาဖြစ်တယ်။အဲ့ဒီယေဘရဟိတ်တွေကိုဣသရေလလူမျိုးတွေကတွေ့တဲ့အခါမှာတဲ့ကိုနေရာမှာထွက်၍တစ်တာတော်နောက်ကိုလိုက်ဖို့ရန်အတွက်ဖြစ်တယ်တဲ့။ဒီနေရာမှာ ကိုနေရာမှထွက်၍တက်တာတော့နောက်ကိုလိုက်ရမယ်ဆိုတဲ့အရာလေးပေါ့နော်အဲ့ဒီအရာအဖြစ်ဖခင်ကတိဆောက်ပေးတယ်ဒီကနေ့ဣသရေလလူမျိုးတွေကမကြခင်သူတို့ကအဲ့ဒီယော်ဒန်မြစ်ကိုကူးဖြတ်ရတော့မယ်ဒါဆိုရင်သူတို့ကလေသူတို့ရဲ့နေရာသူတို့ရဲ့အသားကျနေတဲ့နေရာတွေကနေသူတို့အဲ့ဒီရှစ်တိမ်ကနေသူတို့ဟိုထွက်ဖို့ရန်အတွက်သူတို့နေရာကနေထွက်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတဲ့အရာပေါ့နော်ဒီနေရာမှာတစ်ချက်တွေ့ရတာဖြစ်တယ်ဒါကြောင့်မလို့ ဒီနေ့ကျမတို့အသက်တာထဲမှာလည်းပဲတစ်တာတော်ဆိုတာကျမတို့အားလုံးသိပြီးသားဖြစ်တယ်။သုံးပါးတပါးဖရာရဲ့ကိုထင်ရှားခြင်းဖြစ်တဲ့ခရစ်တော်ခရစ်တော်ရဲ့နောက်ကိုကျမတို့လိုက်ဖို့ရန်အတွက်ဆိုရင်ကျမတို့ဒီကျမတို့ရဲ့နေရာကနေထွက်ဖို့ရန်အတွက်အယုံဆုံးအရေးကြီးတယ်ဆိုတဲ့အရာပေါ့နော်။ကိုနေရာဆိုတာကအာမိမိရဲ့ဖြစ်တည်ခြင်းလည်းဖြစ်နိုင်တယ်။ကိုရဲ့ပုံစံခွက်နော်ကိုရဲ့အခြေအနေကိုရဲ့တတ်တောက်တတ်တာဖြစ်နေတဲ့ဒီအထဲကနေကျမတို့ကနော် ထွက်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတဲ့အရာလေးပေါ့နော်ခရစ်တော်နောက်လိုက်မယ်ဆိုရင်ပဋိညင်သက်တာကိုကျွန်တော်တို့ကနော်နောက်ကိုလိုက်မယ်ဆိုရင်ခရစ်တော်ရဲ့နောက်ကိုကျွန်တော်တို့လိုက်ဖို့ရန်အတွက်ဆိုရင်ကျွန်တော်တို့ရဲ့ဖြစ်ခြင်းတွေကနေကျွန်တော်တို့ရဲ့နေရာကနေကျွန်တော်တို့ကထွက်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတဲ့အရာလေးကိုပေါ့နော်ပထမဦးဆုံးအနေနဲ့ဒီမှာဘုရားကအာချွေးမွေးတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဟိုကျွန်တော်တို့အသက်တာထဲမှာကျွန်တော်တို့ ကိုယ့်ရဖြစ်ချင်းကိုယ့်ရဒီ comfort zone မှာကျွန်တော်တို့ကအရန်အသားကျနေလေနော် ကိုကဒီပုံစံအတိုင်းပဲဟိုကျွန်တော်အစ်စ်အစ်စ်မရှိဘူးယနေ့ဖြစ်တဲ့ crypto ကိုကျွန်တော်တို့ကတွေးကြော်ခန်းစားဖို့ရန်အတွက်ကျွန်တော်တို့ကကိုယ့်ရဖြစ်ချင်းကိုယ့်ရအသိဉာဏ်တွေကနေကိုယ့်ရ stable ဖြစ်နေတဲ့တည်ငြိမ်နေတဲ့အရာတွေကနေကျွန်တော်တို့ကဟိုထွက်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတဲ့အရာပေါ့နော်ဖခင်ကဒီနေရာမှာစကားပြောတာဖြစ်တယ်နောက်တစ်ခုကကြတော့ဗာလဲဆိုရင် လေးမှာပေါ့နော်ခုနကတော့ဆူတောင်းဖတ်သွားတဲ့ကျန်းချက်လေးဖြစ်တယ်ဒီလမ်းကတဲ့အရင်တော့နင်တို့သွားဘူးတဲ့လမ်းမဟုတ်ဘူးတဲ့ဒါကြောင့်မလို့နင်တို့သွားရမယ့်လမ်းကိုတိဖို့ရန်အတွက်တဲ့တက်တာတော့နှစ်အတောင်2000กว่าမှခွာ၍လိုက်ရမှာဖြစ်တယ်တဲ့နော်ဒီနေ့ဒီအရာကဘာကိုပြောနေတယ်လဲဆိုရင်ဣဒရီလာလူမျိုးတွေရဲ့အတ္တတော်လည်းနော်ကျမတို့ခြေရခါမှာဣဒရီလာလူမျိုးတွေကိုဖယားကတောကန္တရမှာနော်နီလမ်းမျိုးစုံနဲ့ပို့ဆောင်ခဲ့တယ် သူကလမ်းကိုဖောက်ထွင်တဲ့လူဖြစ်တယ်ဆိုတဲ့အရာကိုလေကျမတို့သိပြီးသားဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာဖះပြောတဲ့အရာကဒီလမ်းကတဲ့နင်တို့အရင်တော့သွားဘူးတဲ့လမ်းနဲ့မတူဘူးတဲ့ဒါကြောင့်မလို့နော်လမ်းကိုတိဖို့ရန်အတွက်တစ်တာတော်ရဲ့နော်အတောင်နှစ်ထောင်အကွာကနေခွာပြီးတော့တစ်တာတော်နောက်ကနေလိုက်ပြီးလိုက်ရမယ်ဆိုတဲ့အရာပေါ့နော်ဒီနေရာမှာပြန်ပြီးတော့တွေ့ရတာဖြစ်တယ်ဒါကြောင့်မလို့ဒီအရင်သွားဘူးတဲ့လမ်းမဟုတ်ဘူးဆိုတဲ့အရာကဘာကိုပြောနေတယ်လဲဆိုရင်ကျမတို့တွေရဲ့ အာ all experience เนาะကျွန်တော်တွေရဲ့အတွေ့အကြုံဟောင်းကိုကအာဒီနေရာမှာကိုကျွမ်းကျင်တယ်ကိုချင်းလဲတယ်ဒါကတော့ IC ပါနောက်ဆုံးဂုံဂုံပြောရရင်ကျွန်တော်တို့နှုတ်ကပတ်တော်စီစဉ်ခြင်းပေါ့နှုတ်ကပတ်တော်စီစဉ်ရင်တောင်မှအာကိုကအများကြီးတည်ထားပြီလေเนาะဆိုရခါမှာကျွန်တော်တို့ဟို ကိုရဲ့ဒီ ဟိုကိုလုံနေကြကိုချင့်တာရနေကြအแทးကနေကျမတို့ကမဖြစ်ဖို့ရန်အတွက်ဒီနေ့ဖခင်ကကျမတို့ကိုဒီနေရာမှာစကားပြောနေခြင်းပဲဖြစ်တဲ့ကိုကျွမ်းကျင်ပြီးသားအရာတွေတဲကနေကျမတို့ထွက်ဖို့ရန်အတွက်လုံနေကြပဲဆိုရဲအရာတွေတဲကနေကျမတို့ကနော်ဟိုမရှိဖို့ရန်အတွက်ဖခင်ကဒီအားဖြင့်အဲကျွေးမှုခြင်းပဲဖြစ်တဲ့သွားရမယ့်လမ်းကိုတိနိုင်ဖို့တဲ့နော်တစ်တာတော်ရဲ့အတောင်နှထောင်ခွာပြီးလိုက်ပါတဲ့ဒီနေ့ကျမတို့ကအဲ့ဒီသွားရမယ့်လမ်းဆိုတာက နင်တို့မသွားဘူးတဲ့လမ်းဆိုတာကဘာကိုပြောနေလဲဆိုရင်လမ်းတစ်ဖြစ်တဲ့ခရစ်တော်ကိုပြောနေခြင်းပဲဖြစ်တယ်။ဒီနေ့ယေရှုခရစ်တော်ကိုယ်တိုင်က သူကပြောတယ်သူကတဲ့အသက်ဖြစ်တယ်တဲ့လမ်းခီးဖြစ်တယ်တမန်တော်ဖြစ်တယ်ဆိုတဲ့အရာကိုဓမ္မသစ်ထဲမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဒီလမ်းတစ်ဖြစ်တဲ့ခရစ်တော်အထဲမှာကျွန်တော်တို့သွားဖို့ရန်အတွက်ဒီနေ့ အဲ့ဒီတက်တာတော်ကိုပဲကျမတို့ကတော့ထက်ချက်မကွာစစ်စစ်ကျမတို့ကြည့်ရှုပြီးတော့ကျမတို့သွားဖို့ရန်အတွက်ဖြစ်တယ်ခရစ်တော်ကိုပဲကျမတို့နော်ရှုမြင်ပြီးတော့ကျမတို့သွားဖို့ရန်အတွက်အသက်ရှင်လျှောက်လှမ်းဖို့ရန်အတွက်ဖြစ်တယ်ဆိုတဲ့အရာလေးကိုပေါ့နော်ဒီညမှာလည်းဒီဆောက်ချင်းခံရတာဖြစ်တယ်နောက်တစ်ချက်ကကြောက်ပါလဲဆိုရင်ငားမှာပေါ့နော်ယောရှုကလူတွေကိုပြောတယ်နင်တို့ရဲ့မိမိကိုယ်ကိုတန့်ရှင်းစေပါတဲ့ဣသရေလလူမျိုးတွေကိုမိမိကိုယ်ကိုတန့်ရှင်းစေပါ ဘာလို့လဲဆိုရင်မနေ့ပြန်မှာမနေ့ပြန်နေ့မှာဖះကားတဲ့နင်တို့အလယ်မှာအအောပွေတော့အမှုကိုပြုမယ်ဆိုမှမှားချလိုက်တယ်တဲ့ဒီနေရာမှာတွေ့ရတဲ့အရာကဖះကားတဲ့အမှုကိုအအောပွေအမှုကိုပြုမှာဖြစ်တယ်တဲ့ဣဒရီလာလူမျိုးတွေထဲမှာဒါဆိုရင်ဘာလို့ဖို့ရန်အတွက်လိုအပ်လဲဆိုရင်မိမိကိုယ်ကိုတန်ရှင်းစင်ကြယ်ဖို့ရန်အတွက်အရေးကြီးတာဖြစ်တယ်တဲ့ဓမ္မဟောင်းမှာကျတော့ ဟိုထွက်မြောက်ရာကျန်ဝိပြရာကျန်မှာကျွန်တော်တို့ကြည့်တဲ့ခါမှာဒါက physical ပိုင်းဒီခန္ဓာပိုင်းဆိုင်ရာမှာလည်းပဲပေါ့နော်အများကြီးအသေးစိတ်ဖျားကအတိအကျရှင်းရှင်းလင်းလင်းပြောထားတာဖြစ်တယ်ဒါပေမဲ့ဝိညာဉ်ရေးရာမှာကျွန်တော်တို့ပြန်ပြောကြည့်တဲ့ခါမှာမိမိကိုကိုတန့်ရှင်းစေဖို့ရန်အတွက်ဖျားကအလိုရှိတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့မိမိကိုကိုပြန်ပြီးတော့ဆင်ခြင်တဲ့ခါမှာကိုကိုကိုပြန်ကြည့်တဲ့ခါမှာကိုကမတန့်ရှင်းနိုင်ပါဘူးမဆင်ခြင်နိုင်ပါဘူးကိုရဲ့အတွေးတွေကတရက်တရက် ကျမတို့လောကနဲ့ဆိုင်တဲ့အရာတွေနဲ့တော့တွေးမိတယ်လောကနဲ့ဆိုင်တဲ့အရာတွေကိုကျမတို့စဉ်းစားတယ်ကိုယ့်အတ္တတဲမှာဖရာရဲ့ဆန်ချိန်ဆန်ညွန်းနဲ့ကျမတို့မတန့်ရှင်းနိုင်ပါဘူးဒါကြောင့်မလို့ဒီနေ့ဖရာကတော့ကျမတို့ကိုတန့်ရှင်းဖို့ရန်အတွက်သူ့ရဲ့ဆန်ချိန်ဆန်ညွန်းအတိုင်းတန့်ရှင်းခြင်းရှိဖို့ရန်အတွက်ဖရာကဒီနေ့မှာပြန်ပြီးတော့ပြောခြင်းဖြစ်တယ်ဒီလိုမျိုးတန်ရှင်းချင်းရှိမှသာလေသူ့ရဲ့စံချိန်စံညွတ်အတိုင်းဖခင်ရဲ့တန်ရှင်းချင်းစံအတိုင်းကျမတို့က အသက်တန်ရှင်းခံဖို့ရန်အတွက်အရေးကြီးတယ်တန်ရှင်းဖို့ရန်အတွက်အရေးကြီးတာဖြစ်တယ်ဒါမှသာလေဖခင်ကဒီနေ့ကျွန်တော်အသက်တာထဲမှာသူကသူ့ရဲ့အလုပ်ကိုအပြေဝါလုပ်နိုင်မယ်ဆိုတဲ့အရာပေါ့နော်ပြန်ပြီးတော့ဒီနေ့မှာဒီဆောက်ချင်းခံရတာဖြစ်တယ်ကျွန်တော်တို့ကတစ်ဖက်မှာပေါ့နော်ဖခင်ကကျွန်တော်တို့အတွင်းထဲကနေကျွန်တော်တို့အထဲကနေကျွန်တော်တို့ကနေတစ်ဆင့်ဖခင်ကိုအလုပ်လုပ်စေခြင်းနဲ့ဒါပေမဲ့တစ်ဖက်မှာလည်းပဲကျွန်တော်တို့ကတန်ရှင်းချင်းပါရမီလို့ခေါ်တဲ့ဖခင်ရဲ့ဆန်ချိန်ဆန်ညွှန်ကျွန်တော်တို့အထဲမှာမရှိဘူးဆိုရင် ကျွန်မတို့မျှော်လင့်သလောက်ကျွန်မတို့တော့တောင်းတသလောက်ကျွန်မတို့အသက်တာထဲမှာမဖြစ်ပါဘူးတကယ်လို့ဟိုဖြစ်ခဲ့မယ်ဆိုရင်တောင်မှဒီနေ့ဖခင်ရဲ့ဆန်ချိန်ဆန်ညွှန်းထဲမှာရေတွက်ဝင်ခြင်းမရှိဘူးဆိုတဲ့အရာပေါ့နော်ပြန်ပြီးတော့ဒီနေရာမှာဖခင်ကပြောနေခြင်းပဲဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ဖခင်ရဲ့အမှုထဲမှာဖခင်ရဲ့ဖခင်ရဲ့အမှုတော်ထဲမှာကျွန်မတို့အပြည့်အဝဖခင်ရဲ့အံ့ဖွယ်အမှုထဲမှာကျွန်မတို့ပါဝင်ဖို့ရန်အတွက်ဆိုရင်ဒီနေ့ဖခင်ရဲ့ဆန်ချိန်ဆန်ညွှန်းအတိုင်းကျွန်မတို့ဒီမိမိကိုယ်ကို တန်ရှင်းစင်ကြယ်ခြင်းခံဖို့ရန်အတွက်အရေးကြီးတယ်ဆိုတဲ့အရာလေးကိုပေါ့နော်ဒီနေရာမှာတိစောက်ချင်းခံရတယ်ဒီမှာဆက်ပြီးတော့ကြည့်ရခါမှာပေါ့နော်ရစ်ပရိုဟိတ်တွေရဲ့အလုတ်ကိုလည်းကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ဒီမှာယောရှုကရစ်ပရိုဟိတ်တွေကိုတဲ့နော်ပဋိငင်တက်တာကိုထမ်းပြီးတော့တဲ့လူတို့ရှေ့မှကူးသွားကြပါတဲ့ဒီနေ့ပဋိငင်တက်တာကိုထမ်းပြီးတော့လူတွေရဲ့ရှေ့ကနေကူးဖို့ရန်အတွက်ဖြစ်တယ်ဂျော်ရမ်မြစ်ကိုဖျက်ဖို့ရန်အတွက်ဖြစ်တယ် အဲ့ဒီမှာယေဘရဟိတ်တွေရဲ့နာခံခြင်းဝင်ခံခြင်းသူတို့ရဲ့ဟိုစကားနာထောင်ခြင်းပေါ့နော်တွေ့ရတာဖြစ်တဲ့ဣသရေလလူမျိုးအားလုံးဖြတ်ကူးဖို့ရန်အတွက်ဒီဂျော်ဒန်မြစ်ကိုဖြတ်ကူးဖို့ရန်အတွက်သူတို့ကအရင်ဦးဆုံးရှေ့ကနေအရင်ကူးရတာဖြစ်တဲ့ယေဘရဟိတ်တွေဖျားလူတွေကအရင်ဦးဆုံးသူတို့ကခြေချရတာဖြစ်တဲ့တဖက်မှာဒါကဘာကိုပြောနေတယ်လဲဆိုရင်တေခြင်းတေခြင်းမြစ်ကိုသူတို့ကအရင်ဦးဆုံးကူးဖို့ရန်အတွက်လိုအပ်တာဖြစ်တယ် ဒီနေ့ကျမတို့တွေရဲ့ဝิญဉေရအသက်တာမှာလည်းပဲဖခင်ကကျမတို့ကိုနော်ယစ်ပရောဟိတ်အရာအရာဖခင်ကရွေးကောက်ထားတယ်လို့ကျမတို့ပြောတယ်ဒီနေ့ကျမတို့အင်ကာဝင်ထဲမှာကျမတို့ဒီနေ့အမှုဆောင်ခြင်းထဲမှာကျမတို့ကမိမိကိုကိုအယုံဥဆုံးနော်ကျမတို့ကဒီနေ့ရှေ့ကနေကျမတို့ကူးခြင်းမရှိဘူးဆိုရင်ဂျော်ဒန်မြစ်ကိုကျမတို့ခြေချခြင်းမရှိဘူးဆိုရင်ပဋိညာတက်တာကိုထမ်းပြီးတော့ကျမတို့ကရှေ့ကနေကူးခြင်းမရှိဘူးဆိုရင် ဒီနေ့နောင်လာမဲ့လူမျိုးများဆိုတာကဒီနေ့ဆက်ပြီးတော့တွားနိုင်မှာမဟုတ်ဘူးဆိုတဲ့အရာပေါ့နော်ဒီနေရာမှာပြန်ပြီးတော့ဖခင်ကကျွေးမွေးတာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ဒီဒီနေ့လူတွေကိုအမှုဆောင်ခြင်းအင်ကာဝင်ခြင်းချင်းအမှုဆောင်ခြင်းမှာကျမတို့ကတည်ခြင်းမြင့်မှာကျမတို့ကတကယ်ပဲတွားဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်တည်ခြင်းဖြစ်တဲ့ကားတိုင်းကိုကျမတို့တွားမှသာလျှင်ဒီနေ့တပားသူကိုခရစ်တော်စီအရောက် အရောက်ပို့နိုင်မှာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီနေရာမှာပြန်ပြီးတော့ဆင်ခြင်ရတယ်ပြီးတဲ့အခါမှာဒါကမိမိကိုကိုအဆုံးသက်ခြင်းပဲငါဇာတိကိုကျမတို့အတော့အဆုံးသက်လိုက်မှသာလေဒီနေ့သူတပားကဖယားကိုနော်မြင်စရာအကြောင်းဖြစ်မယ်ဆိုတဲ့အရာလေးပေါ့နော်ဒီညမှာအကျွေးမှုတိဆောက်ချင်းခံရတယ်ပြီးရခါမှာအဲ့ဒီရစ်ပရိုဟိတ်တွေကတဲ့မြည်ရီမှာရက်ရမှာဖြစ်တယ်တဲ့မြည်ရီမှာနော် ရက်ရမယ်တဲ့ဒီအရာကလေလွယ်တဲ့အရာတော့မဟုတ်ဘူးနော်ပဋိညာတ္တတာကိုထမ်းပြီးတော့သူတို့အဲ့ဒီမြင့်ရင်မှာလူကမြောက်များစွာရှိတာဖြစ်တဲ့ဒီအရာကိုကြီးတဲ့အခါမှာကျမတို့တွေအတ္တမှာလည်းပဲအမှုတော်ထဲမှာကျမတို့လေပါဝင်တဲ့အခါမှာအင်္ဂါဝင်ချင်းချင်းကျမတို့အစီခံကြတဲ့အခါမှာကျမတို့ကဟို စိတ်မရှိတတ်ဘူး နော်ကျွန်တော်တို့ကအာမပြီးနိုင်သေးဘူးလားအာသူတို့မပြောင်းလဲနိုင်သေးဘူးလားနော်ကျွန်တော်တို့ကကိုယ့်ဘက်ကနေလေနော်ဟိုတီးခံစောင့်ဆိုင်ခြင်းဆိုတာက အရန်ကိုလေနဲပါတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဒီနေ့ရစ်ပရိုဟိတ်တွေကဒီညစ်ရည်မှာမြဲမြံစွာနဲ့တို့ရက်တကဲတို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းပဲဒီနေ့ရက်ဖို့ရန်အတွက်မြဲမြံစွာနဲ့ရက်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတဲ့အရာလေးပေါ့နော်ဒီနေ့မှာလည်းပြန်ပြီးတော့တိဆောက်ချင်းခံရတယ် နောက်တစ်ခုနောက်တစ်ချက်ကကြတော့ဗာလဲဆိုရင်တင်တို့ရှိကနေတဲ့လူမျိုးခုနှစ်မျိုးကိုနှင်ထုတ်มาဖြစ်တယ်တဲ့ဒီနေ့အဲ့ဒီကောင်းသောမြေမှာယုတ်တုကိုးကွယ်တဲ့လူတွေเนาะကောင်းသောမြေမှာရှိနေခြင်းကဗာလဲဆိုရင်ဒီနေ့ကျမတို့ရဲ့ဇာတိအတ္တတာเนาะမတူညီတဲ့ပုံပန်းတံတန်တွေကိုပုံဆောင်နေခြင်းပဲဖြစ်တယ်ဆိုတဲ့အကြောင်းလေးပေါ့เนาะဒီမှာပြန်ပြောတွေ့ရတာဖြစ်တဲ့ ဒီအကြောင်းအရာတော့ကျမဟိုအသေးစိတ်တော့မစီစင်းတော့ဘူးဒါပေမဲ့ဒီနေ့လူမျိုးခုနှစ်မျိုးကိုတဲ့နှင်ထုတ်ပေးมาဖြစ်တယ်တဲ့ဒီနေ့ကျမတို့အတ္တတဲမှာအဲ့ဒီလူမျိုးနဲ့နော်ဆက်ဆိုင်တဲ့ခါနယ်လူမျိုးဟိတ်တိလူမျိုးဟီဝိလူမျိုးဖေရဇိလူမျိုးအဲ့ဒီအရာတွေအအားလုံးကလေကျမတို့ရဲ့ဇာတိအသွေးသားနဲ့ဆိုင်တဲ့အရာတွေဖြစ်နေရဲဆိုရအောင်ပေါ့နော်တွေ့ရတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ဖယားက အဲ့ဒီကောင်းသောပြည်ကိုနော်ကျွန်တော်တို့ဝင်စားဖို့ရန်အတွက်ဆိုရင် ကျွန်တော်တို့ဒီရှေ့ကနေအဲ့ဒီလူမျိုးခုနှစ်မျိုးကိုလည်းနှင်ထုတ်မယ်ဆိုတဲ့အရာပေါ့နော်ဒီနေ့ပြန်ပြီးတော့ဒီနေရာမှာတွေ့ရတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့ဇာတိကောင်းခြင်းတွေမကောင်းခြင်းတွေနဲ့ဇာတိအစွမ်းစားတွေနဲ့ကျွန်တော်တို့ကနော်ဒီနေ့ခရစ်တော်ကိုအပြည့်ဝမွေလော်လို့မရဘူးဆိုတဲ့အရာလည်းပေါ့နော်ဒီနေရာမှာပြန်ပြီးတော့ဖခင်ကရယူပေးတာဖြစ်တယ်ပြီးတဲ့အခါမှာမြင့်မာတဲ့နော်အဲ့ဒီဂျော်ဒန်မြင့်မာသူတို့ခြေချလိုက်တာ ਨੇ တဲ့ အထက်ကနေစီးလာတဲ့ရေတွေကရက်တန့်သွားတာဖြစ်တယ်တဲ့နော်ဒါကတည်ခြင်းကိုသူဖြတ်ဖြတ်တန်းနေခြင်းပဲဖြစ်တယ်တည်ခြင်းကရက်တန့်သွားတာဖြစ်တယ်ပတိဉ္ဉ္တတာနဲ့ရေပရောဟိတ်တွေကအဲ့ဒီနေရာမှာရက်လိုက်တဲ့အခါမှာတည်ခြင်းကရက်တန့်သွားတာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီနေရာမှာတွေ့ရတယ်အဲ့ဒီမြေရေကားတဲ့ရိတ်သိမ်းရာကာလမှာမြေကမ်းတစ်လျှောက်ရေရှင်နေတဲ့ဇရတန်မြို့ကနေအာရန်မြို့အထိတစ်ဖက်ထဲမှာပဲနော် စုပုံပြီးတော့ရက်တန့်နေတာဖြစ်တယ်တဲ့ စီးဆင်းနေတဲ့ရေတွေအားလုံးကလုံလုံပြတ်သွားတယ်ဆိုတဲ့အရာပေါ့နော်ဒီနေ့တွေ့ရတာဖြစ်တဲ့ဣသရေလလူမျိုးတွေကဒီဂျော်ဒန်မြစ်ကိုဖြတ်တန်းတဲ့အခါမှာသူတို့လုံးဝအကုန်အစင်ပြီးသည့်အထိဒီနေ့ယေဘရဟိတ်တွေကအဲ့ဒီမြစ်မှာသူတို့ကခြေချရတယ်ဆိုတဲ့အရာကိုလည်းပေါ့နော်ဒီနေ့မှာတွေ့ရတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ယေဘရဟိတ်တွေရဲ့အသက်တာကိုကြည့်တဲ့အခါမှာ ဒီနေ့ကျမတို့တွေရဲ့အသက်တာကိုလည်းပြန်ပြီးတော့ဖခါကစကားပြောနေခြင်းပဲဖြစ်တဲ့လူတွေအားလုံးဂျော်ဒန်မြစ်ကိုကူးပြီးဒီအထိအဲ့ဒီပဒိန်ကြီးတက်တာတော်ကိုနော်ဒီနေ့ယေဘရဟိတ်တွေကဂျော်ဒန်မြစ်အလယ်မှာနော်၆သွေးတဲ့မြေပေါ်မှာတဲ့မြဲမြံစွာရက်ပြီးတော့နော်သူတို့ကရှိနေရတယ်ဆိုတဲ့အရာပေါ့နော်ဒီနေ့ဆက်ခွန်မှာတွေ့ရတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ယေဘရဟိတ်တွေရဲ့အသက်တာကဲတော့ပဲကျမတို့ဒီလည်းပဲသူတပားကိုကျမတို့ကဟိုကျမတို့ကသူတပားကို ခရစ်တော်ဆိုတဲ့အစာကိုကျွေးမွေးမယ်ဆိုရင် ကျမတို့ဒီဒီနေ့မိမိကိုကိုပေါ့နော်ကျမတို့တကယ်ပဲဒီတေချဲထဲမှာကားတိုင်းမှာကျမတို့ထက်တန်းဖို့ရန်အတွက်လိုအပ်တယ်ဒီမနက်ပိုင်းမှာပေါ့နော်ကျွေးမွေးနေတယ်လို့ပဲကျမတို့တဟာရထဲမှာမိတဟာရထဲမှာဖခင်ရဲ့အသက်ကနေစီးဆင်းလာတဲ့တဟာရထဲမှာကျမတို့ရှိဖို့ရန်အတွက်ဆိုရင်ကျမတို့ဒီတကယ်ပဲမိမိကိုကိုပေါ့နော်အဆုံးသက်ဖို့ရန်အတွက်ဇာတိငါအဆုံးသက်ဖို့ရန်အတွက်အရေးကြီးတယ်ဆိုတဲ့အရာကိုလည်းပေါ့နော်ပြန်ပြီးတော့နှိုးဆော်ချင်းခံရတဲ့ ဒီနေရာမှာကျမတို့ကြည့်တဲ့အခါမှာပေါ့နော်ဣသရေလလူမျိုးတွေကဒီအေဒုံပင်လယ်ပင်လယ်တွေကိုဖျက်ကူးခြင်းကဘာလဲဆိုရင်ဒီနေ့အာယေရှုရဲ့အသေးခံခြင်းယေရှုရဲ့သေခြင်းစီရင်ခြင်းတက်ကိုလည်းပေါ့နော်ကျမတို့တွေ့ရတယ်။ဒါပေမဲ့ဒီယော်ဒန်မြစ်ကိုသူတို့ဖျက်ကူးခြင်းကဘာလဲဆိုရင်ဒီနေ့ယေရှုခရစ်တော်ရဲ့ရှင်ပေးခြင်းတနည်းအားဖြင့်ယေရှုခရစ်တော်ရှင်ပေးခြင်းကနော်ဒီနေ့ကျမတို့ရဲ့ဇာတိအရာတွေမိမိကိုယ်ကိုသေဖို့ရန်အတွက် စီရင်ခြင်းနှစ်လို့ခေါ်တဲ့ကျမတို့မိမိကိုယ်ကိုအဆုံးသတ်ဖို့ရန်အတွက်ဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီနေ့ဖယားကဒီအရာဖြစ်လဲတတိပေးတာဖြစ်တယ်အခန်းလေးကိုကျမတို့ကြည့်ရခါမှာပေါ့နော်အခန်းလေးကိုကြည့်ရခါမှာဘာကိုတွေ့ရလဲဆိုရင်ကြောက်တုံးဆက်နှစ်တုံးကိုပေါ့နော်ဒီနေ့အာဣတရီလာလူမျိုးတွေကိုယူခိုင်းတဲ့အကြောင်းအရာလေးကိုပေါ့နော်တွေ့ရတာဖြစ်တယ်ဖယားကနော်ဣတရီလာလူမျိုး12လုံး12မျိုးလုံးမှာတစ်မျိုးမှာတစ်ယောက်စီရွေးတယ်ပြီးတဲ့အခါမှာ6တုံး12တုံးကိုယူခိုင်းတာဖြစ်တယ် အဲ့ဒါကဘာကြောင့်လဲဆိုရင်တဲ့တက်သေးအဖြစ်နော်ရှိဖို့ရန်အတွက်ဒါကဖျားကခိုင်းတဲ့အရာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီနေရာမှာတွေ့ရတယ်အာနောက်လာနောက်သားတွေနော်ဒီနေ့သူတို့ရဲ့သားသမီးတွေကမေးတဲ့အခါမှာတဲ့ပြန်ပြီးတော့သူတို့ဖြေဖို့ရန်အတွက်ဖျားလှုပ်ပေးတဲ့အရာကိုတက်သေးအနေနဲ့ပြဖို့ရန်အတွက်ဒီအရာကနော်ဒီအရာကိုဖျားကခိုင်းထားခြင်းပဲဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ပြန်ပြီးတော့ဒီနေရာမှာတွေ့ရတယ်ကြောက် ကြောက်ဆိုတာကတစ်ဖက်မှာလေခရစ်တော်ကိုတော့ပြောနေခြင်းပဲဖြစ်တယ်အဲ့ဒီကြောက်ကိုတဲ့အစင်မပြတ်အောက်မေ့เสียဖို့ရန်အတွက်เนาะအာဒီဣသရေလလူမျိုး12မျိုးလုံးကိုယူခိုင်းတယ်ဆိုတဲ့အရာလဲပေါ့နော်ဒီနေရာမှာတွေ့ရတယ်ပြီးတဲ့အခါမှာအဲ့ဒီမှာပေါ့နော်အာတစ်တာတော့နေတဲ့ဂျော်ဒန်မြစ်ကိုကူးတဲ့အခါမှာဂျော်ဒန်မြစ်ကြီးကရက်တက်နေတဲ့ခုနှစ်မှာပေါ့နော်အခန်းကြီးလေးအငယ်ခုနှစ်မှာတွေ့ရတဲ့အရာ တစ်တာတော်နဲ့ဂျော်ဒန်မြစ်ကိုကူးတဲ့အခါမှာဂျော်ဒန်မြစ်ရေသည်ရပ်တန့်ခဲ့တယ်တဲ့ဒီနေ့ကျမတို့ဒီလည်းပဲကျမတို့ရဲ့အသက်တာထဲမှာနော်တည်ချင်းနဲ့ဆက်ဆိုင်တဲ့အရာတွေကျမတို့ဒီထဲကနေကျမတို့မလွတ်မြောက်နိုင်ဘူးဒီထဲကနေကျမတို့မယုံထွက်နိုင်ဘူးဆိုတဲ့အရာတွေတဲ့အများကြီးရှိကောင်းရှိမယ်ဒါပေမဲ့တစ်တာတော်ဖြစ်တဲ့ခရစ်တော်ကိုဒီနေ့ကျမတို့အသက်တာထဲမှာကျမတို့ဒီအခြေချခွင့်ပေးမယ်ဆိုရင်ခရစ်တော်ကိုကျမတို့အသက်တာထဲမှာ တည်ခြင်းဖြစ်တဲ့ကျမတို့ရဲ့အကျဉ်းစီတွေအတွေ့ခေါ်တွေထဲမှာကျမတို့အဲ့ဒီတစ်တာတော်ဖြစ်တဲ့ခရစ်တော်ကိုကျမတို့ကချထားမယ်ဆိုရင်ဒီနေ့အဲ့ဒီဂျော်ဒန်မြေကြီးကရတ်တမှာဖြစ်တယ်လို့ကျမတို့အတ္တတဲမှာဒီနေ့ကျမတို့မလွတ်မြောက်နိုင်တဲ့အရာတွေကျမတို့အတ္တတဲမှာမကျော်ဖြတ်နိုင်တဲ့အရာတွေကိုလည်းပဲဒီနေ့တည်ခြင်းကိုလည်းပဲရတ်တန့်စေမယ်ဆိုတဲ့အရာပေါ့နော်ဒီနေရာမှာကျွေးမွေးတိဆောက်ခြင်းခံရတာဖြစ်တယ်ဒါကြောင့်မလို့ဖျားရှိတဲ့အရာမှာတည်ခြင်းနဲ့ဆိုင်တဲ့အရာတွေအားလုံးက အားလုံးကိုဖခင်ကအဆုံးသက်ပေးတယ်ဆိုတဲ့အကြောင်းလဲပေါ့နော်ကျွေးမွေးတိဆောက်ခြင်းခံရတယ်ပြီးတဲ့အခါမှာ နောက်တစ်ချက်ကကျတော့အာယောရှုကတဲ့နော်ဂျော်ဒန်မြစ်ကနေယူဆောင်ခဲ့တဲ့ကြောက်တုံး၁၂တုံးကိုပေါ့နော်ဂိလကာလအရက်မှာချထားတယ်ဆိုတဲ့အကြောင်းပေါ့နော်တွေ့ရတယ်ဒါကဘာကိုပြောနေတယ်လဲဆိုရင်မှတ်တိုင်အနေနဲ့နော်သူတို့ကအဲ့ဒီနေရာမှာချထားခြင်းပဲဖြစ်တယ် ဒီနေ့ဖះကကျမတို့အရောက်တိုင်းကိုဖះကလေနော်မှတ်တိုင်မှာပဲကျမတို့ကိုရက်တန့်စေချင်တာမဟုတ်ဘူးဆိုတဲ့အရာကိုကျမတို့သိဖို့ရန်အတွက်အရေးကြီးတယ်ဖះကကျမတို့ကိုဂျေရစ်ခေါ်မျိုးလောက်မှာပဲကျမတို့ကိုရက်တန့်စေချင်တာမဟုတ်ဘူးဂိလဂါလာအရက်လောက်မှာပဲဖះကကျမတို့ကိုရက်တန့်စေချင်တာမဟုတ်ဘူးဒီနေ့ဖះကကျမတို့ကိုအဆုံးစွန်ဆုံးအထိဖြစ်တဲ့ပန်းတိုင်အထိကောင်းသောမြေဖြစ်တဲ့ခါနန်ပြည်ဒဲကိုကျမတို့ နော်ဝင်ရောက်သွားတဲ့အထိဖခင်ကနော်ကျွန်တော်တို့တူးချင်းစီတိုင်းကိုနော်အဲ့ဒီခရစ်တော်ကိုနောက်ဆုံးအထိပန်းတိုင်အဖြစ်မွေလို့ဖို့ရန်အတွက်ဖခင်ကအလိုတော်ရှိတာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ဒီ၃နဲ့၄မှာပေါ့နော်ဆင်ခြင်တဲ့အခါမှာကျွန်မတက်တာမှာဖခင်ချွေးမှုတဲ့အရာကဒီနေ့ယေပရောဟိတ်တွေရဲ့အလုပ်ယေပရောဟိတ်တွေကသူတပားအတွက်ဒီနေ့ကြားခံနေတဲ့ပန်းကူးတရားအနေနဲ့သူတို့ရဲ့အသက်ရှင်ခြင်းသူတို့ရဲ့ဖြစ်ခြင်းကိုစတေးရတာဖြစ်တယ်။ ကျမတို့ဒီလည်းပဲအင်ကာဝင်အချင်းချင်းအမှုဆောင်ချင်းမှတော့လကောက်လှုပ်ဆောင်တဲ့ຢာတိုင်းမှာကျမတို့ဒီဒီနေ့ကားတိုင်းကိုကျမတို့ကယူဆောင်ဖို့ရန်အတွက်ဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ပြီးတဲ့အခါမှာခုနကတော့ပြောတဲ့တက်သေးပေါ့နော်အဲ့ဒီ၆တုံး၁၂တုံးကတက်သေးအနေနဲ့ဖျားကသူတို့ကိုရွေးကောက်ခိုင်းတာဖြစ်တယ်တားဆင်မြေးဆက်ကိုလည်းပြောဖို့ရန်အတွက်ဖြစ်တယ်တဲ့ဒီနေ့ကျမတို့ဒီကျမတို့ပဲ ဒီကောင်းသောအရာတွေကိုဖယားချွေးမွေးတဲ့အရာတွေကိုကျမတို့ကစားတော့မွေ့လျော်ခြင်းမဟုတ်ဘဲနဲ့ကျမတို့ဒီ generation to generation မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်တိုင်အောင် ကျမတို့ဒီဒီအမွေဖြစ်တဲ့အမွေဝေစုဖြစ်တဲ့ခရစ်တော်ကိုကျမတို့ကဒီနေ့ကျမတို့ရဲ့တားဆင်မြေဆက်ကိုပေးဖို့ရန်အတွက်လက်ကမ်းဖို့ရန်အတွက်လည်းအရေးကြီးတယ်တတ်သိအနေနဲ့ကျမတို့ပြဖို့ရန်အတွက်အရေးကြီးတယ်ကျမတို့ကအတိတွေများလာပြီကျမတို့တိတဲ့အရာတွေအများအများကြီးရှိပြီဒါမဲ့ ခက်တာကကျွန်တော်တို့အသက်တာထဲမှာတတ်တည်အနေနဲ့ကျွန်တော်တို့မကြံခဲ့တဲ့ຢာတွေအများကြီးရှိတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ဖယားကကျွန်တော်တို့ကိုလိုချင်တဲ့အရာကဘာလဲဆိုရင်တတ်တည်ဖြစ်တယ်ပေါ့နော်အလင်းဖြစ်တယ်ထင်ရှားခြင်းဖြစ်တယ်ကျွန်တော်တို့အများကြီးပြောနေခြင်းထက်ဒီနေ့ကျွန်တော်တို့အတွင်ထဲကနေမြင်ရတဲ့တတ်တည်ဖယားကိုမြင်ရတဲ့တတ်တည်ကိုဒီနေ့ဖယားကဒီနေ့လိုချင်တာဖြစ်တယ် ပြီးတဲ့အခါမှာနောက်ဆုံးတစ်ချက်အနေနဲ့ကျမတို့ဒီဒီနေ့ကီလကာလအရက်မှာကျမတို့ကမှတ်တိုင်အနေနဲ့ပဲကျမတို့ကရက်တန်ခြင်းမဟုတ်ဘဲနဲ့နောက်ဆုံးပန်းတိုင်ထိတိုင်အောင်เนาะကျမတို့သွားဖို့ရန်အတွက်ဖြစ်တယ်ဆိုတဲ့အရာလေးကိုပေါ့เนาะဒီနေ့ယောရှုမတ်စာ၃လအဖြစ်ပေါ့เนาะကျမရရှိရဲ့အရာလေးကိုပေါ့เนาะစားသုံးမှုလိုရတဲ့အရာလေးကိုအနေနဲ့ဆီစစ်ပါတယ်သခင်ဖျားပဲအလင်းဖွင့်ပြပါစေအာမင်